မင်္ဂလာပါခင်ဗျာကျွန်တော်တို့ငငယ်ကတောလန်ခီးလေးသွားရင်လူကြီးတွေအမဲသတိပေးတတ်တဲ့အသီးသမျိုးရှိပါတယ်အဲ့ဒါကတော့ခွေးလေးရာသီးပါသူ့နမည်ကြားလိုက်ကြနဲ့ကိုရီလက်တရီရားကျင်တယ်လို့တောင်ဖြစ်သွားတတ်ကြပါတယ်အသီးမခန့်နိုင်လောက်အောင်ရားရံစေတဲ့ဒီအသီးဟာတကယ်တော့ကမ္ဘာဈေးကွက်မှာဒေါ်လာနဲ့ချီပြီးရောင်းဝယ်နေကြတဲ့တန်ဘိုးကြီးဆေးဖတ်ဝင် အသီးတစ်ခုခင့်နေတယ်ဆိုတာကိုမိတ်ဆွေသိပါသလားဒီနေ့ဗီဒီယိုမှာတော့လူတွေကြောက်ကြတဲ့ခွေးလေးရာသီးဟာ ဒါလို့ယောဂါတွေကိုကုစားပေးနိုင်တယ်လေတိတ်ပင်ပညာအရာဘလို့တက်တွေပါဝင်နေတယ်လေပြီးတော့ဒီအသီးကိုဘလို့စနစ်တကျအသုံးပြုရမလဲဆိုတာတွေကိုအသီးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆုံးတဲ့အသီးကြည့်ရှုပေးကြပါခင်ဗျာခွေးလေးရာသီးကိုတိတ်ပံရမီအားဖြင့်မူကူနာပရူရီယန်စ်လို့ခေါ်ပြီးအင်္ဂလိပ်လိုတော့ velvet bean ကတိပါပဲသီးလို့တင်စားခေါ်ပေါ်ကြပါတယ်မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသနိုင်ငံတွေမှာအလေးချပေါက်ရောက်လေးရှိတဲ့အနွယ်ပဲမျိုးစားပါသူရဲ့ထူးခြားချက်ကတော့အတီးတောင်ပေါ်မှာ လိန်မိုးရောင်တန်းနဲ့အမွေးနုလေးတွေဖုံးအောင်ထားတာပါပဲဒီအမွေးတွေကဘာကြောင့်ရားရသလဲဆိုတော့သူတို့မှာဆီရိုပိုနင်နဲ့မူကူနိုင်ဆိုတဲ့ဓာတ်ပစ္စည်းတွေပါဝင်နေလို့ပါအရေပြားနဲ့ထိလိုက်တာနဲ့ပြင်းထန်တဲ့ရားရံမှုကိုထစ်စီပြီး ကုန်းမိလေပိုရားလေထစ်ကပ်ပါတယ်ဒါပေမဲ့ ဒီအစိတ်ရှိတဲ့အမွေးဥရဲ့အောက်ကအစိတ်အဆန်တွေမှာတော့တကယ်ယရနာတိုက်တစ်ခုရှိနေပါလေခွေလျာဒီရဲ့အစိတ်မှာအထူးခြားဆုံးပါဝင်တဲ့ဓာတ်ကတော့ Eldoba, Levodoba ဖြစ်ပါတယ်။ဒါဟာခစ်မီဆေးပညာလောကမှာအလွန်အရေးပါပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဥနောက်ကနေပျော်ရွှင်မှု၊လှူရှားမှုတွေကိုထိန်းချုပ်ပေးတဲ့ Dopamine ဆိုတဲ့ Hormone ထွက်ရှိဖို့အတွက် D-Eldoba ကမရှိမသင့်ကုန်ညာတစ်ခုဖြစ်နေလို့ပါပဲ။အထူးသဖြင့် အသက်ကြီးလာတဲ့အခါဦးနှောက်ထဲမှာဒိုပါမင်းထုတ်လုပ်မှုနည်းပါးလာပြီးပါကင်ဆန်လို့ခေါ်တဲ့တုံခါရယောဂါဖြစ်လာတတ်ပါတယ်။ခွေးလျားစိတ်ဟာတဘာဝ L ဒိုပါမင်းညွင့်ဖြစ်တာကြောင့်ပါကင်ဆန်ယောဂါတီတွေအတွက်တဘာဝစိတ်လက်ဖြစ်ကဘာတဝန်းမှာအသုံးပြုနေကြပါတယ်။ဒါအပြင် စိတ်ဖိစီးမှုများသူတွေစိတ်တကျသူတွေအတွက်လည်းဦးနှောက်ကိုကြီးလင်းစေပြီးစိတ်ခံစားချက်ကိုကောင်းမွန်စေနိုင်ပါတယ်။နောက်ထပ်လူသိများတဲ့အာနိသင်တစ်ခုကတော့ အမျိုးသားတွေအတွက်အားကိုးရတဲ့သဘာဝဖြည့်စွက်စာဖြစ်တာပါပဲခွေးလေးရာစီဟာအမျိုးသားဟော်မုန်းတက်စတိုစတီရွန်ထုံးလုံးမှုကိုမြင့်တင်ပေးနိုင်ကြောင်းသုတေသနအများပြားကဖော်ပြကြပါတယ်ဒါဟာကြွက်သားတိဆောက်လိုသူဒီမောပန်းနွားနယ်လွယ်သူတွေနဲ့အိမ်တောင်ဤဒုက္ခလူလားသူတွေအတွက်အထူးသင့်လော်ပါတယ်ရှင်းညမဆေးချနေမှာလေခွေးလေးရာစီကို အမှုန့်ကျိန်နွားနို့ ြားရည်ဓုနဲ့ရောဆက်ပြီးကာမအာတိုစေလူပြိုပြန်စေအဖြစ်မိဝဲခဲ့ကြတဲ့မှတ်တမ်းတွေရှိပါတယ်။သူကသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးခန္ဓာကိုယ်ရဲ့စွမ်းရည်အဆင့် energy level ကိုမြင့်တင်ပေးနိုင်တာကြောင့်အားကစားသမားတွေလည်းသုံးဆွဲလို့ရှိပါတယ်။ဒါတွေမကသေးပါဘူး။ခွေးလျားသီးမှာတခြားအချိုးကျစုတွေလည်းရှိပါသေးတယ်။စီချိုထင်းကြီးပေးခြင်းအစိမ့်မှာပါဝင်တဲ့ ဒီချိုင်ရိုအီနိုစဒေါ်ထတ်ဟာသွေးတွင်းတခြားဓာတ်ကိုထိန်းညှိပေးနိုင်လို့စီးကြိုသမားတွေအတွက်လည်းအထောက်အကူပြုပါတယ်အိပ်ပျော်စေခြင်းညာဘက်အိပ်မပျော်သူတွေအတွက်နှိမ့်ချိုက်စွာအိပ်ပျော်စေဖို့ကူညီပေးနိုင်ပါတယ်အစိပ်ဖြေခြင်းနိုင်ဂျီးရီးယားအပါဝင် နိုင်ငံတချို့မှာခွေးလျားမင့်နဲ့အရက်ကို မွေကိတ်ခံရတဲ့အခါရှီးဦးဒူနာပြုစုတဲ့ဆေးဝါးဖြစ်တောင်သုံးဆွေးကြတာတွေ့ရပါတယ်ဒီနေရာမှာ အထူးသတိထားရမယ့်အချက်ကတော့ ဘေကင်းစွာအသုံးပြုနေပါ ခွေလေးရဆေးကို အစိမ့်လိုက်လုံးမမစားတော့ရပါဘူးအစိမ့်မှာအစိမ့်အတောက်ခစ်စေတဲ့ဓာတ်တချို့ပါဝင်နေလို့ပါစားတော့မယ်ဆိုရင်အစိမ့်ကို ရေစိမ့်ထားရပါမယ်ပြီးရင်အချင်းချင်းရေပြောင်းပြီးပြုတ်ရပါမယ်အခွန်ကိုဖယ်ရှားပြီးအထဲကအဆန်ကိုမှချက်ပြုတ်စားတော့တာဒါမှမဟုတ်လော်ပြီးအမှုကြိတ်စားတော့တာမျိုးလုပ်ရပါတယ်ဈေးကွက်ထဲမှာတော့အစိမ့်ထုတ်ပြီးသားအသင့်စားဈေးတော် capsules တော်မဟုတ်အမှုထုတ်တွေအနေနဲ့ဝယ်ယူရရှိနိုင်ပါတယ်။ယောဂအခန်းရှိသူတွေကိုဝင်ဆောင်တွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှတုံးဆွဲတင်ပါတယ်။ကဲဒီနေ့တော့ရာရံနဲ့ခွေးလျားသီးကနေလူသားတွေအတွက်မလောက်တောင်အကျိုးပြုတယ်ဆိုတာကိုသိရှိသွားကြပြီလို့မျှော်လင့်ပါတယ်။တဘာဝတရားကြီးကပေးထားတဲ့အရာတိုင်းမှာအဆိုးနဲ့အကောင်းတွန်တွဲနေတတ်စမြဲပါတယ်။အကောင်းကိုရွေးချယ်ပြီးစနစ်တကျသုံးဆွဲသားဖို့ပဲလိုအပ်တာပါ။ ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like ပေးခဲ့ဖို့နဲ့မိတ်ဆွေတွေဗဟုသုတရစေဖို့ share လုပ်ပေးဖို့မမေ့ပါနဲ့เนาะနောက်ထပ်လဲစိတ်ဝင်စားစရာကျမ်းမာရေးနဲ့တူတာအဖျားဖျားကိုတင်ဆက်ပေးတော့မှာမို့ channel ကို subscribe လုပ်ထားကြပါခင်ဗျာအားလုံးပဲကျမ်းမာရွှင်လန်းကြပါစေ။